္ဂလာပါရှင်။အခုမြင်တွေ့နေရတာကတော့နေပြည်တော်ရဲ့လမ်းလျှောက်တကြံမြင်ကွေးလေးပဲဖြစ်ပါရဲ့ရှင်။ဒီနှစ်ကမြမရိုးရာအတာတကြံကယူနက်ကိုကိုဝင်ခဲ့တဲ့နှစ်လည်းဖြစ်ပါတယ်။ဒါပေမဲ့တော့အခုလက်ရှိကြုံတွေ့နေရတဲ့နေလျင်ခက်ခဲတွေကြောင့်မို့လို့ဒါကိုအေးတကြံနေနဲ့ပဲကျင်းပခဲ့တာဖြစ်ပါတယ်ရှင်။ဟုတ်အခုမြင်တွေ့နေရတဲ့မြင်ကွေးကတော့ဒီလမ်းလျှောက်တကြံရဲ့မြင်ကွေးမဲ့ဖြစ်ပါတယ်။လူတွေကတော့အနှဲငယ်အနှဲငယ်သာရှိနေတာတွေ့ရပါတယ်။အရင်ခါတိုင်းပုံ ေဆိုလို့ရှိရင်ဒီချိန်မှာကားတွေတောင်မှတိုးမပတ်အောင်လို့စီကားပါတယ်ဒီနေ့ကတော့ငလီအကြောင်းမလို့တော်တော်များများလူတွေကရန်စိတ်ပင်ပန်းနေတဲ့အတွက်ကြောင့်မလို့ဒီတကြံလဲအနှဲငယ်သာပျော်ရွှင်ကြတယ်တကြံအရန်ဝါသနာပါတဲ့လူတွေလောက်ပဲပျော်ရွှင်နေကြတာတွေ့ရပါတယ်။နေရာကတော့ဒီလောင်းလေတွေနဲ့ရေပတ်တဲ့ဟာတွေကိုလည်းမြင်တွေ့ရပါတယ်နော်။ဒီလူလေးတွေကတော့ကလေးတွေပေါ့နော်မိဘတွေကကလေးတွေကိုအဓိကလိုက်ဖို့ရစ်ပေးရတဲ့ပုံစံမျိုးပဲမြင်တွေ့ရပါတယ်။ အခုဒီနှစ်တကြံကတော့ A ချမ်းချမ်းနဲ့ A တကြံဆိုတဲ့အတိုင်းပဲ A ချမ်းဆိုတာဒီလူကျဲကျဲလေးနဲ့ဒီ UNESCO ဝင်တဲ့နှစ်အမှတ်တရအနေနဲ့ဆင်နွှဲနေကြတယ်လို့မြင်ပါတယ်။ရှင်ကျေးဇူးတင်ပါတယ်။